တော့သူပြောနေတာအခုအခုပြီးသေးရမပြထားလည်းမရသေးဘူးပေါ့ဒီနေ့ကတော့တော်တော်လေးစကြိုက်တာပြောချိန်နှူးနေရတာပဲလေမမေဆိုတော့ဟုတ်လား organize ဖြစ်တာလားဒီနေ့အတန်ဖြစ်လိမ့်မယ်ထင်တယ်နေ့တန်လေးအကြောင်းနည်းနည်းပို့ပြီးတော့ဆူဆူလေးဖြစ်နေတယ်ပြီးတော့သူ့ကိုလည်းစကားပြောတဲ့အခါကျရင်ထုံးလေးတစ်ခုနဲ့ကိုကပြောတယ်ပေါ့နော်ပြောတော့သူကပို့တန်လေးဆိုပို့ပြီးတော့ဆွဲတယ်ပြီးတော့ကိုသချင်းလေးတွေဖွင့်လဲသူကသိတယ်ချင်းလေးတွေဖွင့်လဲအာဒါမမေတန်လေးသမီးဆိုရင်အတိတ်တည်းရယ်ဒါလည်းရလေးနားထားအောင် တချင်းနဲ့ပဲသူကဝင်စားရှိကလေးကနေတော့ရှောက်ကြီးပြင်းခဲ့ရတာဆိုတော့တချင်းနဲ့တော်တော်လေးပါဖြစ်တယ်အိမ်မှာဆိုတဲ့ကဗျာတွေဆိုပြဟိုတချင်းကလေးတချင်းလေးတွေဆိုပြမှာဟုတ်သမီးလေးကပပေးကိုလည်းပိုကတ်မထင်းနဲ့ပပေးကိုပိုကတ်တယ်အတန်းဆောင်နင်းနီးတောင်ပို့ပြီးတော့ recognize ဖြစ်တယ်ဘလောက်ပဲပေါ့နော်အရေးတွေပြည့်ပြည့်ပေါ့နော်သမီးလေးဟိုဒီအကျွယ်လေးပဲကိုကပြုစုပြီးတော့ ဟိုသူ့ဘိန်းတော့ဝေယဝိဆလုတ်ပေးရလေဆိုတော့အဲ့လိုပဲအလုပ်တွေလုပ်နေရင်တစ်ဖက်မှာပဲသမီးလေးနောက်မှပြုစုပေးရတာကိုနေရုံနဲ့အောင်ဆောင်ဖို့ပြောနေပါတယ်ဟုတ်ဖြစ်ဖြစ် training နဲ့တော့အခုညဘက်လေးတွေစပြီးတော့သူကပုံမှန်လေးအိတ်လာပြီပုံမှန်လေးတွေစဖြစ်လာပြီတော့ကောင်းပါတယ်အဆင်ပြေပါတယ်ဟုတ်လက်လွမ်းနေပြီသမီးလေးကိုသမီးလေးရမ်းငယ်နေသေးတယ်လို့လည်းပြင်လဲထုတ်လို့မရသေးတော့ပါ